ီအရောက်ကလေးတွေအရောက်30ကြီးတော့တည်တယ်နဲတာကြီးမဟုတ်ဘူးဘလို့တည်တယ်တော့ပြစ်မှုကြီးချိန်ရှားနေတဲ့ဟာကိုမင်းတို့ဘာလို့အယူကြီးကိုအေးအေးယူပေးပါလို့ပြောမပြောတာလဲအကောင်တိုင်းဖမ်းခေါ်သွားပြီးအလောင်းမဲပြန်ပို့တာကပ္ပာမှာမြန်မာပဲရှိတယ်အလောင်းမဲမိကလာပါ MZ ပါမီမှာပြန်လဲဂျိုဆူလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါတယ်လာဟုတ်ကဲ့ကျွန်တော်တို့တွေ့ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့အစစစ်သားနဲ့ရဲရှိတို့ပြည်သူတွေဒုက္ခရောက်တာကပ္ပာမှာမြန်မာပဲရှိတယ်အဲ့ဒါအမှန်တော့ တကယ်ကဘာမှာလုံးဝမရှိဘူးကျွန်တော်တို့နိုင်ငံတနိုင်ငံပဲရှိတယ်အကောင့်တိုင်းဖန်ခေါ်သွားပြီးအလောင်းပဲပြန်ပို့တာကဘာမှာမြန်မာပဲရှိတယ်ကျွန်တော်တို့တွေမြန်မာနိုင်ငံမှာလူဖြစ်နေရတာကတော်တော်ကန်ဆိုးလုံးပါတယ်ဗျမြန်မာနိုင်ငံသားဖြစ်ရတာကန်ဆိုးတာမဟုတ်ဘူးဒီခွေးတောင်စားအာနာယူတွေ အုပ်ဆိုးနေလို့ကျွန်တော်တို့ကန့်ဆိုးတာဗျကျွန်တော်တို့နိုင်ငံတယံဇာတာပေါင်းအားအစွာရှိတယ်တိုးတော်ပြည်သူတွေခံစားခွင့်မရှိဘူးအဲ့လိုတယံဇာတာတွေပေါ်များနေလို့လေအာနာယူတွေကသက်ဆိုးရှည်နေရလို့ပဲကျွန်တော်မှတ်ယူနေဗျโอเคอะล่ะก็ဒီวิดีโอလေးကိုကြည့်ပြီးကျွန်တော်မိသားစုတွေခွန်အားယူကြပါဒီ UNG ကဘာဖြစ်လဲညာဖြစ်လဲဆို UNG ကလူကြီးတွေတည်ရလေဘာလို့သွားမနေကြတာ နော်အကယ်လို့လည်းငါငါကြောင့်မို့လူကြီးအရောက်ကလေးတွေအရောက်၃၀ကျောင်းတည်တယ်နည်းတာကြီးမဟုတ်ဘူးဘလို့တည်တယ်ဒါတော့ပြစ်မှုကြီးကြီးချိန်ရှားနေတဲ့ဟာကိုညီတို့ဘာလို့အဲ YouTube ကိုအရင်ယူပေးပါလို့ပြောမှပြောတာလဲအဲ YouTube စီကိုအရင်သွားယူခိုင်းနေညီတို့ကညီတို့ရဲ့အစိုးရကိုသူ့အရင်သွားယူခိုင်းလိုက်တယ်ငါထိန်ဆောက်နေတယ်လေငါရှော့ပုံနေတာလည်းမဟုတ်ရုပ်မပြတယ်နဲ့ညီတို့ကို profile ကြီးတွေဖြုတ်ချပြီးတော့ပုံနေတာလည်းမဟုတ်ဘူးလေအရင်ယူခိုင်းလိုက်ပါလားတိတိကျကျကြီးတီးနေတာတဲ့ဟာကိုနော်ညီတို့စပတ်ပြေညီတို့အဲ့လိုပေါ်သွားတာလေညီတို့ကဂုံတီးဖြတ်ချင်လို့အဲ့လိုပေါ်သွားတာလေဆိုတော့ တိတိကျကျကြီးတည်နေတဲ့ဟာရောက်30လုံးနဲ့တည်တဲ့နှုံလေးဟေစာကြီးနဲ့လဲပေါင်းနေမျိုးလို့ရေးထားတာဘာလဲမသိကလေးကလာနဲ့အဲ့အဲ့အဲ့လောက်ကြီးတိတိကျကျတည်နေတဲ့ဟာကြီးကိုအေးယူခံချင်လို့ဆိုတိတိတရားရောခေါ်လာလို့ပြောနေလေငါခေါ်နေတဲ့စကားလုံးကတိတိရှင်းတော့မရှိဘူးဒါကတော့မအိုင်ရင်းရဲ့သုံးသက်ချစ်လေးပေါ့နော်သူကတကယ်ပဲဒလန်ဖြစ်ခဲ့တာလားနောက်ပြီးတော့ကျွန်တော်ညီနောင်ရောက်30ကိုတကယ်ပဲစည်သေးခဲ့တာလားဆိုတော့ကျွန်တော်မိသားစုရဲ့တစ်ချက်ကွန်မမှာရေးသွားပေးပါအောင်ဗျ။ NUG ကိုတောင်းဖန်းရင် လာဖန်းဆိုတော့ကဒါနည်းနည်းတော့ လွန်များလွန်မလားပေါ့နော်။